ပါကျွန်တော်ဒီနေ့မတ်လ17ရက်နေ့ပေါ့နော်ကျွန်တော်ဘရင်းတည့်ရတာအတွက်ဖြစ်ပြလာနိုင်တဲ့ကမ္ဘာရွှေစေးနေတာကိုကျွန်တော်သုံးသပ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရအခုပုံမှန်မြင်နေရတိုင်းဒီနေ့ကမ္ဘာရွှေစေးရအရန်ကိုထောင်တက်တော့မှာအဲ့ရအဲ့အနေထားလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်ကြည့်အောင်မနော်ကမ္ဘာရွှေရဲ့စီအသက်ကြာချက်လေးကိုတစ်ချက်သွားကြည့်လိုက်အောင်ရှင်းပါလေကမ္ဘာရွှေဈေးရပါဘောနော်ကျွန်တော်တို့မနေ့တော်ဆိုရင်ဈေးအတက်အားကောင်းပြီးတော့ဈေးပိတ်သွားခဲ့တယ်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်အင်ကာနေ့ရနေစပြီးတော့ကမ္ဘာရွှေဈေးရပါဘောနော်ဒီ အပေါ်ဈေး2930အောက်ဈေးကျွန်တော်တို့2880ပေါ့ဆိုကြပါဦး2880ဒီကြားပဲအသက်ကြပြင်းနေကြပေါ့ဒီ0.50ကြာกว่าဝေးပဲပြီးခဲ့အပတ်အင်ကာနီယာစားပြီးတော့မနေ့ရက်ထိပေါ့နော်အဲမနေ့ညလောက်ထိကျွန်တော် တက်လိုက်ကြလိုက်ပြင်းနေကြတာဖြစ်ပါတယ်အာ9ရက်ကြာပေါ့ကျွန်တော်တို့ P80 ကျွန်တော် market ခေါ်ရဆို P80 အသက်ကြပြင်းနေကြခြင်းဖြစ်ပါတယ်မနေ့ရက်တော့ကျွန်တော်တို့2930အထက်မှာကျွန်တော်တို့ဈေးပိတ်သွားခဲ့အဲ့အပြက်ကမှာဒီနေ့ရိုးရှင်းမဲ့စဉ်းစားကြည့်အောင်မနော်ဘာမှမသိသေးတဲ့လူတော်မှသိနိုင်တယ် နှစ်ကို30ဆက်ပိတ်သွားဖြစ်တဲ့ကာဒီနေ့ဘာဆက်အားတနိုင်လဲမေးမယ်ဆိုဈေးအသက်ဆက်အားတနိုင်ပါတယ်အဲ့ဒါဖြစ်တဲ့ကာကျွန်တော်ဒီနေ့အတွက်ဘာဦးစားပြရမရှင်းပါတယ်ဈေးအသက်အားတနိုင်နေတာမှာကျွန်တော်တို့ကဈေးအသက်အားကောင်းနေတဲ့အချိန်မှာရောင်းတာကကျွန်တော်တို့အတွက်အန္တရာယ်များတယ်ခင်ဗျမှန်တယ်အမြင်ဆေးပင်ဖြစ်စေကမှကျွန်တော်ရောင်းတဲ့ခါမှာသတိကြီးကြီးထားပြီးတော့ရောင်းရတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ကာဒီနေ့မှာကျွန်တော်ကအဝယ်လိုက်တာကကျွန်တော်တို့ပို့ပြီးအန္တရာယ်ကင်းပါတယ် ဈေးကြတိုင်းအောက်ဈေးတွေမှာစောင့်ပြီးတော့တနည်းဈေးပြန်ကန်တက်နိုင်တဲ့အောက်ဈေးတန်းတွေမှာစောင့်ပြီးတော့အဝယ်လိုက်တာကျွန်တော်တို့အတွက်စိတ်အဖြစ်ဆုံးဖြစ်ပါတယ်။ဟုတ်ပြီအဲ့အဖက်တစ်ခါမှာကျွန်တော်တို့ကလက်ရှိကဘာချွေစီ2930အထက်မဈေးပိတ်သွားဖြစ်တဲ့ကကျွန်တော်တို့2930နဲ့ပေါ့နော်ကျွန်တော်တို့2880ကြာဆိုပြီးခဲ့တဲ့ကျွန်တော်တို့အာခုနှစ်ရလုံးဈေးပြည့်ခဲ့တဲ့အနေထားဆိုအဲ0.50ချိပါတယ်အဲ0.50ဆို2930အထက်ဈေးပိတ်သွားတာဖြစ်တဲ့ကမှမနေ့ကတည့်ရက်တာအပိတ်ဈေးရပေါ့နော်ဈေးပိတ်သွားတာဖြစ်တဲ့ကမှနောက်ထပ် တင်90နီးပါးလောက်ဈေးဆက်တက်နိုင်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ကဘာချွေဈေးကိုကျွန်တော်2980နားလောက်ထိအသက်မှန်းလို့ရပါတယ်။ဒါပေမဲ့တခုရှိတာကဒီနေ့ချက်ချင်းပြကျွန်တော်2980နားထိတက်မယ်လို့ဆိုလိုတာမဟုတ်ဘူးပေါ့နော်။ဘာလို့ဆိုတော့ဒီကြားထဲမှာတော့ကျွန်တော်က2930နဲ့2880ကြားထောက်မှာ9ရက်လောက်ပြည့်ခဲ့တာဆိုတော့ဒီနေ့လည်းတက်ကောင်းတက်သွားနိုင်တယ်ဒါမှမဟုတ်ကျွန်တော်နောက်တစ်ပတ်နှစ်ပတ်အတွင်းကျွန်တော်တို့အဲ့2980ဆိုတဲ့ဈေးကိုမြင်ရနိုင်ပါတယ်ခင်ဗျ။ တစ်ဖက်ကကျွန်တော်တို့သတင်းနီးရပံပိုးမှုတွေ volume အားကောင်းလာရင်တော့ကျွန်တော်တို့290ကိုဗျာကျွန်တော်တို့2ရက်3ရက်လောက်အတွင်းတော့မှမြင်ရနိုင်ရပေါ့နော်အဲ့အပတ်ကကျွန်တော်တို့ကအဝယ်ကိုကျွန်တော်တို့ကတော့တက်ရှိအနေထားရဦးစားပေးတဲ့အနေထားမျိုးရှိပါတယ်ဟုတ်ပြီအဲ့အပတ်ကမှာဘယ်စရက်နေမှာဝယ်တင်လဲဟုတ်ကျွန်တော်အချိန်တနားအတိုင်းတားနေကျွန်တော်တွားကြည့်လိုက်အောင်လက်ရှိမှာဆိုရင်လက်ရှိကပ္ပရွှေစည်တက်နေရမှာနဲ့ဒါမှမဟုတ်2965ဈေးနှုန်းမှာတစ်ချက်ထောက်နေတဲ့အနေအထားမျိုးတွေ့ရတယ်ခင်ဗျ2965ကိုမဖောက်နိုင်သေးဘူးပေါ့နော် အဲ့လားပြတဲ့ခါမှာကျွန်တော်တို့ဘယ်ဈေးတန်းနေမှာဝယ်တင်နေလို့မိမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းဝင်ကြပါနော်ဒီမှာ2930ဈေးတန်းရှိမယ်2930ဈေးတန်းနာဈေးတန်းနာဘာလို့ဆိုဒီနာမှာဆိုရင်ကျွန်တော် ကြည့်လိုက်ဒီမှာပြန်ကျတယ်2930ကိုထောက်ပြီးတော့ပြန်တက်သွားတယ်အဲ့လားပြတဲ့ခါမှာ2930ဈေးပြန်ကျတယ်ဆိုရင်2930ဈေးတန်းနာကျွန်တော်ဝယ်တင်နေဈေးတန်းကမြက်ပြီးရင်ဒီဈေးတန်းလေးရှိတယ်ကျွန်တော်တို့2930အောက်ဈေးဆက်ဖောက်ကြရင်ဩကျွန်တော်တို့ဒီ 2920စီတန်းရှိတယ်2920နှစ်တက်ပေါ့2920နဲ့20ကြာစီတန်းဆိုအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကလက်ရှိဈေးမှာဝယ်လို့မရဘူးလားရတယ်ဒါပေမဲ့လက်ရှိဈေးက2965နာကတ်ကတ်နေတယ်2965လို့ခေါ်တယ်ကျွန်တော်တို့အပေါ်ပဈေးအသက်မိုင်နာပေါ့နော်မိုင်နာဈေးအသက်အဟန်သားစီတန်းနဲ့ကတ်နေတယ်အဲ့ဒီအနေထားမှာကျွန်တော်တို့သွားဝယ်ရင်ကြောင်ကျွန်တော်အနေနဲ့ကျွန်တော်တို့ကနည်းနည်း risk များတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာဈေးပြန်ကြောင်စောင့်ပါ2930နာဝင်ကျင်ဝယ်လို့ရတယ် ြီး2922နှစ်နှစ်နောင်ဝင်ကြရတော့ကျွန်တော်တို့ဒီနေ့အတွက်ဝယ်ဖို့ risk အနည်းဆုံးဈေးတန်းဖြစ်ပါတယ်ဝယ်ဖို့ risk အနည်းဆုံးဈေးတန်းဖြစ်တယ်ကျွန်တော်ထင်ပါတယ်2920အောက်တော့လက်ရှိအနေထားအားကြားဖို့အလားလာတော့မမြင်ရဘူးတကယ်လို့2920အောက်ကြားခဲ့မယ်ဆိုရင်တော့မှကျွန်တော်တို့ဒီဈေးတန်းတော့အရောက်ပေါ့နော်ဒီအောက်ကထောင်နေတဲ့ဒီဈေးတန်းတော့အရောက်2930နာရောက်ခဲ့2930နာရောက်ခဲ့ရင်တော့ကျွန်တော် risk ရရကြီးထက်ယူပြီးတော့ထက်ဝယ်မှာဖြစ်ပါတယ် အဲ့ဒါဖြစ်တဲ့အခါဒီနေ့ကကျွန်တော်အဝယ်ကိုပဲဦးစားပေးมาဖြစ်ပါတယ်အယောင်အတွက်ဆိုရင်တော့ကျွန်တော်တို့ကျွန်တော်စဉ်းစားထားတဲ့ point ကတစ်ခုပဲရှိရခင်ဗျဒီနှစ်930ဈေးတန်းအောက်မှာကျွန်တော်တို့ကပ္ပချွေစီပေါ့နော်ဒီနေ့တနေ့တာအတွင်းအချိန်တနာကြီးအတိုင်းတာအပိတ်စီကျွန်တော်တို့ market ခေါ်ရ H1 bacon nested body နဲ့290အောက်ကိုဖောက်ကြပြီးဈေးပိတ်သွားရင်တော့ကျွန်တော်ရောင်းပါမယ် ရေတို့ရောင်းပါမယ်2865လောက်ထိကျွန်တော်တို့2865 2890လောက်ထိတာဂက်ထားပြီးတော့ရောင်းလို့ရပါတယ်အဲ့ဒါပြတဲ့ကောင်မှာဒီနေ့ကပတ်ရွှေဈေးကဒီ2930ဈေးတန်းအောက်မှာအချိန်တနားကြီးအတိုင်းတာပိတ်ဈေး H1 Beaconus နဲ့ဖောက်ကြပြီးဈေးမပိတ်မချင်းအသက်ဖက်ပဲသွားပါလိမ့်မယ်ကြာတိုင်းဝယ်ပါခင်ဗျာပြီးတော့ဒီနေ့အတွက်ပေါ့နော်ကျွန်တော်ကပတ်ရွှေဈေးကိုအ ਨੇ ဆုံးဈေးမတက်ဘူးဆိုရင်တော့မှ2960လောက်ထိကျွန်တော်အမြင်ရတော့အတက်မှန်းထားတယ်ခင်ဗျာ လက်ရှိချိန်ဒီပေါ့နော်စံချိန်တင်တက်ခဲ့တဲ့2960နာတီအ ਨੇ ဆုံးဈေးအသက်မှန်းထားပါတယ်အဲ့အဘက်ကကိုကဝယ်တဲ့အခါမှာကိုကစောင့်နိုင်နေဆိုရင်တော့ကိုက2960နာတီတက်ကတ်ထားပြီးတော့ဝယ်လို့ရပါတယ်တကယ်လို့ကိုအဝယ်တွေအတွက်ပေါ့နော်ကိုကအရှုံးပိုင်းဈေးတန်းကိုကိုကပေးချင်တော့2930နာမှာဝယ်တဲ့ဆိုရင်ကိုကအရှုံးပိုင်းဈေးတန်းပေးချင်တယ်ဆိုရင်တော့2920အောက်လောက်ပေးအဲ့လိုပဲ2920နာမှာဝယ်တယ်ဆိုရင်ကျွန်တော်တို့ အကိုကအရှုံးပိုင်းဈေးတန်းကိုပေါ့နော် risking king နဲ့ပေးခြင်းနဲ့ဆိုတော့ညကို30ဈေးတန်းအောင်လောက်မှာပေးတာအကောင်းဆုံးပဲဖြစ်ပါပြီးတော့ပေါ့နော်ကျွန်တော်ဒီနေ့တရက်တာအပိစေးဒီနေ့တရက်တာအပိစေးကတကယ်လို့ဒါလက်ရှိလက်ရှိအချိန်ဒီပေါ့နော်စံချိန်တင်ကျွန်တော်တို့အမြင့်ဆုံးအပိစေးဖြစ်တယ်ပေါ့နော်2953 2954အထက်မှာဒါတတိယပြောပါဆိုရင်2954ပေါ့နော်ဒီနေ့တရက်တာပိတ်စေးတာ2954 လက်ရှိချိန်ဒီပေါ့နော်အမြင့်ဆုံးတရက်တာအပိတ်ဈေးဖြစ်ခဲ့တဲ့295လေးအထက်မှာတာတရက်တာဈေးပိတ်နိုင်ခဲ့ရင်တော့ကဘာရွှေဈေးကို3000ဈေးတန်းကိုကျွန်တော်တို့မနေ့ပြန်တောက်ကြနေဖြစ်စေဒါမဟုတ်ရင်ကျွန်တော်တို့နောက်တစ်ပတ်ထဲအတွင်ဖြစ်စေ3000ဈေးတန်းမြင်ရပါလိမ့်မယ်။မဟုတ်ဘဲနဲ့စန့်ကျင်ဘက်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီနေ့တရက်တာကဘာရွှေရဲ့အပိတ်ဈေးတာ2930အောက်ပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေဈေး မနဲ့ပြန်တောက်ကြနေတော့မနောက်တစ်ပတ်ထဲမှာရေတိုးပြန်ကြနိုင်တဲ့အခွင့်အလမ်းရှိနေတော့မှာပဲခင်ဗျအဲဟာပြတဲ့ခါမှာကျွန်တော်ဒီနေ့တရက်တာအပေးစည်းလေးကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ဘယ်မှာပိတ်လဲ2930အောက်ပိတ်မလားတမိုင်းတစ်ချောင်းစံချိန်တင်အမြင့်ဆုံးတရက်တာအပေးစည်းဖြစ်တဲ့2954အထက်ပဲပိတ်နိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကဒီနေ့အတွက်အဝယ်ပါပဲရှင်းပါလေကျွန်တော်ကတော့လားရကိုပဲလိုက်တဲ့လူပိတကမှာအဝယ်ပဲဦးစားပေးပါမယ်အယောင်းကစဉ်းစားလာရှင်းပါ2930အောက်မှာဖောက်ကြသွားမှာတနာရီအတိုင်းတာပေးစင်းနဲ့ဖောက်ကြသွားမှာ ကျွန်တော်အယောင်စဉ်းစားပါမယ်ဒီနေ့အတွက်စောင့်ကြည့်ရမစရာဒီ2930 2922 2930အာအပေါ်ပတ်ဆိုရင်တော့လက်ရှိမဖောက်နိုင်သေးတဲ့2965ဆီတန်းပေါ့နော်အဲ့ရလေးလေးကစောင့်ကြည့်ရမစရာလေးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်သတင်းချက်လက်ပိုင်းကိုတွားကြည့်လိုက်အောင်မနေ့ကတော့ CPI data ထွက်သွားခဲ့တယ် CPI data ညံ့သွားတဲ့နေရာမှာတနည်းအားဖြင့်ကျွန်တော် inflation ကျသွားပြီ inflation ကျသွားရင်အမေရိကန်ဘိုးဘွားအနေနဲ့ဘာလုပ်ဖို့အားတလာနိုင်လဲမလဲဆိုဘန်တုံးလုံး short ဖို့ ဒီလပန်တုံးတော့တော့မဟုတ်နောက်လာမယ့်မေလပန်တုံးတော့မှာပန်တုံးလုံးလျှော့ဖို့လာလာများသွားတယ်။ဘာလို့ဆိုတော့သူကအမေရိကန်ပေါ်ပန်းကဘာလို့ပန်တုံးတော့မလျှော့တယ်လဲမေးမယ်ဆိုပြီးခဲ့ဒီဇင်ဘာလို့ဘာလို့ကဘာလို့ပန်တုံးတော့မလျှော့တယ်လဲမေးမယ်ဆိုအင်ဖလက်ရှင်များနေလို့ငွေကြေးဖောင်းပွားမှုနှုန်းတက်နေနေတာမှာသူပန်တုံးလုံးလျှော့ကြတော့ငွေကြေးဖောင်းပွားမှုနှုန်းကတက်လာလိမ့်ရှိတယ်အဲ့ဒီအချိန်မှာငွေကြေးဖောင်းပွားမှုနှုန်းတက်နေနေတာမှာပန်တုံးလုံးထက်လျှော့လို့ငွေကြေးဖောင်းပွားမှုထက်တက်တဲ့ဆိုရင်တော့ အမေရိကန်စီးပွားရေးကပိုဆိုးသွားနိုင်တယ်ပေါ့နော်အဲ့အပတ်သက်မှာအမေရိကန်ပိုးပန်းနေနဲ့ဘန်သူလုံးရှော့မယ်ဆိုရင် inflation ကြမကြောက်ကြည့်ရလေရှိတယ် inflation ငွေကြေးဖုံးပွားမှုနှုန်းကြမှာတာအမေရိကန်ပိုးပန်းကဘန်သူလုံးကိုကျွန်တော်တို့ကရှော့လေရှိတယ်ပေါ့အဲ့အပတ်သက်မှာမနေ့ကကျွန်တော်တို့ CPI inflation data တွေကတော့ညံ့သွားတယ် inflation ကျသွားတယ်ပေါ့နော်အဲ့အပတ်သက်မှာအမေရိကန်ပိုးပန်းနေနဲ့ဘန်သူလုံးရှော့ဖို့အလားအလာများလာနိုင်တယ်တစ်ဖက်ကကျွန်တော်တို့ကမ္ဘာရွှေရလည်း တက်လာတယ်ပေါ့နော်တကူသတိထားမိရမနေ့ကဒီတက်ထွက်ချင်းမတက်ဘူးနော်ညပိုင်းလောက်ရောက်မှတီးနဲ့တက်သွားတာဖြစ်ပါတယ်အဲရလေးလေးတွေသတိထားဖို့လွယ်ပါကျွန်တော်ကပြဒီတက်ထွက်ချင်းမနေ့ကဈေးကျလို့ဆိုပြီးတော့တချို့တော့ကပ္ပရွှေထွေတာတွေတွားရောက်ကြတယ်ပေါ့နော်တွားရောက်ကြတဲ့အခါမှာအမှဆိုရင်ကျွန်တော်တို့အာ risk များကုန်တဲ့အနေအထားမျိုးတွေရှိတယ်ဒီနေ့မှလည်းမနေ့က inflation data မျိုးနဲ့ပုံစံတူ inflation data တခုရှိပါတယ်မတူတာကမနေ့တုန်းက CPI data ကကြတော့စားသုံးသူပြည်သူတွေဘက်က inflation ကိုတိုင်းတာတဲ့အညွန်ကိန်းဖြစ်ပါတယ်။ဒီနေ့ PPI producer price index ကကြတော့ကုန်ပစ္စည်းထုတ်လုပ်သူတွေဘက်ကတနည်းအားဖြင့် manufacturer တွေဘက်ကငွေကြေးဖုံးပွမှုနှုန်းကိုတိုင်းတာတဲ့အညွန်ကိန်းလေးဖြစ်ပါတယ်။အဲ့အဖက်ကဒီနေ့ PPI ကလည်းမနေ့က CPI လောက် affect မရှိတော့မှအထိုက်အလျောက်တော့အရေးပါတယ်။အမေရိကန်နိုင်ငံရဲ့ငွေကြေးဖုံးပွမှု inflation data လို့ပြောလို့ရပါတယ်။ဒီနေ့ညပမာဆန်တော့ချိန်ည7:00နာရီမှာထပ်ပို့ရှိပါတယ် PPI data ပေါ့နော်အဲ့ PPI data လဲညက်ညက်မယ်လို့မှန်းထားတယ်တနည်းအဖြစ်ကွန်ပျူစီထုတ်လုပ်သူတွေဘက်ကငွေကြေးဖောင်းပွမှုနှုန်းကလဲကျမယ်လို့မှန်းထားတယ်ပြီးရင်ကျွန်တော်တူနဲ့တစ်ချိန်တည်းမှာပဲအပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စစ်တမ်းလုံးသာထွက်ပို့ရှိရပေါ့နော်အလုံးလက်မဲ့စစ်တမ်းကလဲကျွန်တော်တို့ကအလုံးလက်မဲ့ဥယျာဉ်များလာမယ်လို့မှန်းထားတယ်ခံမှန်းချက်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ဒီညတကယ်လို့အဲ့ producer price in data ရော့ပြီးထွက်လာခဲ့တယ်ဆိုရင်ဘန်ဒုံလုံး shop ကအလားလာများသွားပြီခင်ဗျ အလားလားပုံများသွားဒီလားလျှော့မလားမေလားလျှော့မလားအဲ့ရပဲတစ်ချက်ကြည့်ရအောင်အဲ့လားဖြစ်တဲ့ခါမှာကျွန်တော်တို့ကကဘာရွှေစီရသတင်းပိုင်းရဆက်တက်ဖို့အထောက်ပံ့ဖြစ်သွားစေနိုင်တယ်အဲ့လားပြန်ဒီညအဲ့ PPI ကိုတော့တစ်ချက်စောင့်ကြည့်ရမယ် PPI နာတကယ်လို့ data ရော့ပြီးထွက်လာခဲ့ရင်ဆိုရင်တော့ကျွန်တော်တို့ကဘာရွှေစီအတွက်သတင်းချက်လက်ပိုင်းရဈေးဆက်တက်ဖို့သတင်းပိုင်းရဆက်ဖို့ဖြစ်သွားနိုင်တယ်တစ်ဖက်ကဒေါ်လာအင်းတက်ကိုကြည့်မယ်ဆိုရင်လက်ရှိမှာဒေါ်လာအင်းတက်က ပေါ်ရန်အပြည့်ချုံကုန်ကြည့်ရင်တော့ကျွန်တော်တို့တက်နေတယ်ပေါ့နော်ဒါပေမဲ့တိတရ3နာဝင်ကျင်ပါပဲမနေ့ကလည်းတရ3တရမ5တရမ3ဒီနေ့မှလည်းတရ3တရမ900နာဝင်ကျင်ပဲတို့ညာမနေ့က CPI data ထွက်သွားတာတော့မှဒေါ်လာအင်းတက်ကတရ4ထက်ကိုခဏလေးတော့မလန်းနိုင်အဲ့နေသားဘာလို့ပြလဲမြင်မဲ့ဆိုရင်ဒေါ်လာအညွန်းကိန်းရဲ့ယုံကြည်မှုပမာဏကျနေတယ်တနည်းအားဖြင့်ဒေါ်လာအားပြော့နေတယ်ပြောလို့ရမှာဒေါ်လာအညွန်းကိန်းအားပြော့နေတယ်ဒါဖြစ်ပါတယ် ဒေါ်လာအဲ့လိုဒေါ်လာညွန်ကြီးအပြော့နေခြင်းကတပတ်ကကဘာရွှေကိုစံချင်းတင်အမြင်စည်းတမ်းနေဆက်တက်ဖို့အတွက်အထောက်ပံ့ဖြစ်သွားစေနိုင်တယ်ခင်ဗျအဲ့ရဖက်ကအဲ့ရတချက်ဆောင်ကြည့်ဖို့လိုအပ်တယ်ပေါ့တကယ်ဒေါ်လာအင်းတက်တာတရ3အောက်ကဆက်ထိုးစင်ခဲ့တယ်ဆိုရင်တော့ကဘာရွှေစီရတယ်ဗျာကျွန်တော်2980လို့3000လို့ကိုဆက်သွားဖို့တရင်အချက်လက်ပိုင်းရတရင်ပိုင်းရပို့ပြီးတော့အကောင့်သွားနိုင်မယ်ပေါ့နော်အဲ့ရဖက်ကဒေါ်လာအင်းတက်နေထားလို့ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ ဒေါ်လာအညွန့်ကိန်းပြန်မာလာဖို့ပြန်မာလာဖို့အတွက်ဆိုရင်အ ਨੇ ဆုံးဒေါ်လာအညွန့်ကိန်းက105နာတက်နိုင်ဖို့လိုအပ်တယ်ခင်ဗျာ105နာတက်နိုင်မှဒါဒေါ်လာအညွန့်ကိန်းပြန်မာလာပြီးနည်းနည်းပြန်မာလာပြီးတော့ပြောလို့ရမယ်ဒါတော့အကောင့်နဲ့နေသားမဟုတ်ဘူးเนาะနည်းနည်းပြန်မာလာပြီးတော့ပြောလို့ရမယ်105နာမတက်မနိုင်မတက်နိုင်မှချင်ရတော့ဒေါ်လာအညွန့်ကိန်းကအပြော့နေတဲ့နေသားများပါပဲရှိနေတော့ပါပဲဒီနေသားကတစ်ဖက်ကသူနဲ့သူလိုပဲကျွန်တော်တို့ကအာ global currency ဖြစ်တယ်ပေါ့နော်တနည်းကဘာရွှေကိုအတက်ဖက်စီအတက်ဖက်တနည်းအားဖြင့် value အားတွေထပ်ဝင်လာဖို့ကျွန်တော်တွန်းအားပေးတယ်လို့မဖြစ်သွားနိုင်ဘူးအဲ့ဒါပြတာဒေါ်လာအညွန့်ကိအနေထားကိုလည်းဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့ကကျွန်တော်ဒီနေ့မှကျွန်တော်မှတ်ထားတော့ကဘာရွှေစီကဒီနေ့ညမှာအတက်အားကောင်းကောင်းမြင်ရမလားဒါမှမဟုတ်မနေ့ပြန်ညမှာပဲအတက်အားကောင်းမြင်ရမလားကျွန်တော်ကအတအားကောင်းကောင်းမြင်ရမယ့်အခြေအနေအရများတော့အပြင်အမေရိကန်ဈေးကွက်အခြေအနေဖြစ်ပေါ်များတယ်ပေါ့။ဘာလို့ဆိုအမေရိကန်ဈေးကွက်အခြေအနေမှာပဲဈေးအလောက်ခက်ကခက်ချမ်းချမ်းမြင်ရတာကို အဲ့ဒါဘက်ကဒီနေ့ညမရမလားမနေ့ဖြန်ညမရမှာဒါမှမဟုတ်ပဲနဲ့နောက်တစ်ဘက်ဗိုလ်ထုတ်မှုနေ့မှာအမေရိကန်ဘောပန်သုံးလုံးဆုတ်ပကြရှိပါတယ်အဲ့ဒီဗိုလ်ထုတ်မှုနေ့မှာမြင်ရမလားအဲ့ဒါကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်တခါလေကြောက်ကျွန်တော်ကဘာတတိထားမှာမလဲဆိုဥပမာနောက်တစ်ဘက်ဗိုလ်ထုတ်မှုနေ့ဘန်သုံးလုံးရှိတယ်ဆိုရင်အဲ့ဘန်သုံးလုံးမှာတက်ဖို့အတွက်တခါတလေအာဒီအာဒီနေ့လိုနေ့ရစာပြီးတော့ဈေးကနည်းနည်းပြန်ကျတဲ့အနေအထားမျိုးကြီးပါပြီးတော့ရှိတတ်တယ်ခင်ဗျဈေးကပြန်ကျတယ်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  ပြီးရင်ဘန်တုံးလုံးဆုံးပစ်ချက်ထွက်တဲ့နေမှာပြန်ထောင်တက်သွားတယ်။အဲ့လိုမျိုးလည်းအနေထားမျိုးတွေလည်းရှိတတ်တယ်။တခါလေကျွန်တော်ကဘန်တုံးလုံးကရှော့ဖို့အလိန်ထားများနေရဆိုရင်ကပ္ပရွှေရောက် position ကြိုယူတဲ့အနေနဲ့ဒီနေ့ဒီနေ့လိုနေမျိုးတွေမနဲ့ပြန်နောက်တစ်ပတ်တနင်္လာအင်္ဂါနေ့လိုနေမျိုးမှာတောက်လျှောက်တောက်လျှောက်အသက်ပြတယ်။အေးတောက်ပရိုဂူနီညာနောက်တစ်ပတ်ပရိုဂူနီညာဘန်တုံးလုံးဆုံးပစ်ချက်ထွက်တဲ့အခါမှာဈေးကတိတ်မှလောက်တာလို့ဒါမှမဟုတ်လည်းဈေးပြန်ထိုးဆင်းသွားလို့ဖြစ်လေရှိတယ်ခင်ဗျ။အဲ့ရပြတဲ့ခါမှာကျွန်တော်ကတော့ပြန်ပြောမှာဆိုရင် ဘန်ဒုံတို့ဆုံးမချက်မတန်ခင်မှာဈေးမြအသက်ပြထားမလားအနည်းဆုံးမတက်ဘူးဆိုရင်တော့ဗျာ2960အထက်လောက်မြန်အသက်ပြထားမလားလို့ကျွန်တော်ကျွန်တော်ရဲ့တဝူးတဲ့အမြင်ကကျွန်တော်တွေးမိတယ်ပေါ့နော်အဲ့အပတ်တခါမှာကျွန်တော်ရှင်းပါလေတရင်ချက်လက်ပိုင်းရလဲကျွန်တော်အဝယ်ကိုပဲဦးစားပေးပါဘာလို့ဆိုတရင်ချက်လက်ပိုင်းရလဲကျွန်တော်ရောင်းဖို့အနေထားမျိုးမတွေးမိဘူးဒါမှမဟုတ်တခုတော့ရှိရပါဘောနော် breaking news တော့တတိထားပေါ့နော် train ကဥမာဗျာအာတည့်ရတိုင်းမှာဥမာ Ukraine ငြိမ်းချမ်းရေးစာချုပ်ဘာချုပ်ဆိုကနီးပြီးဘာညာပြောခဲ့တယ် ပြောခဲ့တယ်ဗျာညာဘောသူ confirm ပေါ့နော်သူခုရှိတာ confirm ဆိုတာတစ်ဖက်ကယူကရိန်းတမနာတို့ရုရှားတမနာဗလာဒီမာပူတင်တို့နဲ့တကွာပြောခဲ့တာမျိုးအဲ့လိုသတင်းမျိုးထွက်လာရင်တော့ကမ္ဘာရွှေစီအကြပ်ပဲဥတီကောင်ဥတီသွားနိုင်တယ်ဒါပေမဲ့လက်ရှိသတင်းပိုင်းလက်ရှိအချိန်ထိပေါ့နော်ဤပညာပိုင်းအနေထားရရောသတင်းပိုင်းအနေထားရရောကမ္ဘာရွှေက အသက်ဖက်ပဲသွားဖို့အလားအလာများနေတော့မှခင်ဗျာသူပါသူ breaking news ပါပဲထွက်လာပါစေကျွန်တော်တို့ကပြအသက်ဖက်သွားမယ့်နေသားမှာကျွန်တော်တို့က aware order တွေဝင်ထားမယ်အဲ့ aware order တွေကိုကွာ risk management တိကျစီမံခန့်ခွဲထားမယ်ဆိုရင်ပြသူပါသူပါ breaking news ပဲထွက်လာပါစေကျွန်တော်တို့ကြောက်စရာမလိုဒါပြတစ်ချက်တတိထားမှာဒီကာလတွေမှာကျွန်တော်ကညနေတကောင်နေမှာကျွန်တော်တို့ order ဝင်တာမျိုးတွေလည်းတတိထားခွင့်မရဘာလို့လဲဆိုတော့ညနေတကောင်မှာနည်းနည်းလေးဈေးကအလောက်ခတ်များတာမျိုးကြီးပါရှိတာပြတ်တက်ကမှာပြနိုင်မယ်ဆိုရင်ကျွန်တော်တို့ကအာမနက်ခင်းနေ့လက်ခင်းနဲ့ည ညာဦးပိုင်းလောက်ပဲရောင်းဝယ်လို့သားမျိုးကောင်းတယ်ညာနဲ့တကောင်အောင်ကြာကျွန်တော်တို့ကနည်းနည်းလေး order ဝင်တဲ့အခါမှာ risk management လုပ်ရတဲ့အခါမှာကျွန်တော်အနေငယ်များနိုင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဖြစ်ကအဲ့ဒါလေးလည်းတတိထားစေချင်ပါတယ်ဒါလေးရောကျွန်တော်ရဲ့ဒီနေ့ မတ်လ7ဝန်းနေ့တည်းကဒါကဘာရွှေစည်းကွက်30ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို30ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးကြပါကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တက်ရောက်ဖို့စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျအရာတွေနဲ့ပတ်သက်ပြီးလဲကျွန်တော်ကို Messenger အဖြစ်စေ Telegram channel အဖြစ်စေ YouTube channel အဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကဘာချစ် Twitter အားလုံးပဲပေါ့နော်ဒီနေ့ကျွန်တော်တို့မတ်လ7ရက်နေ့တည်တာမှာကဘာရွှေစည်းတက်ကြကိုအထူးတတိထားအရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ